အစီပြန်တက်ကြတဲ့သူတွေမှာဆိုလို့ရှိရင်မိုက်ကလိန်လာပြီးဆိုလို့ရှိရင်မနက်ပိုင်းပဲဖြစ်ဖြစ်ညနေပိုင်းပဲဖြစ်ပေါ့နော်ဒီကဲလို့ကိုကအစီပြန်ပြီးဆိုလို့ရှိရင်ဟိုတကွက်ဒီတကွက်မနက်ကလိန်လာတဲ့မိုက်ကတွေလည်းကိုယ့်ကိုယုံကြည်မှုမရှိအရင်ကမှရုပ်ဆိုးသွားတဲ့လူခံစားချက်မျိုးကဒီအစီပြန်တဲ့သူတိုင်းတွေကတိကျလိုက်မယ်နော် အားလုံးမင်္ဂလာပါနော်ဝီရှယ်ရီချန်နယ်ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်နော် ိုက်ကက်လိုင်းတဲ့သူတိုင်းမျက်နှာအစီပြက်တဲ့ခါကြလို့ရှိရင်အရန်ကိုစိတ်ညစ်နေတဲ့သူတွေရှိကြလားဒါဆိုလို့ရှိရင် DEO ကပင်အတွက်ပဲဖြစ်လိမ့်မယ်တကယ်လို့တော်တော်များများမိုက်ကက်လိုင်းတဲ့ခါကြလို့ရှိရင်အရန်ကိုမှလှသွားသလိုလှလည်းလှချင်ကြတဲ့ခတ်တာကအစီပြက်နေတဲ့ကိုယ့်ရဲ့မျက်နှာအသားရည်ကြီးကခတ်နေတော့မိုက်ကက်ပလောက်ပဲလည်းပလောက်ပဲလှလှနော်တော်ကြနေလို့ရှိရင်အစီပြက်ပြီးတော့ကွက်လာလို့စိတ်ညစ်ရတဲ့ခံစားချက်ကိုဒီနေ့ဝီပြ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 ီးမှဖြစ်ပါတယ်နော် စီပြန်တက်တက်ပြူတိုင်းလုံးဝသိကြတိတယ်ဒီမိတ်ကလိန်ကြီးကဘာတွေဖြစ်စီလဲဆိုလို့ရှိရင်တကယ်တော့ကိုရဲ့အောက်ခံသားကြီးကကောင်းနေမှာအပေါ်ကတင်နေတဲ့မိတ်ကတွေကလှမှာဆိုတော့ကိုမျက်နှာပေါ်မှာရှိနေတဲ့ဆလဲတွေကိုတစ်ပတ်တစ်ခါ subscribe တုံးပြီးတော့ဖယ်ရှားပေးရမှာဖြစ်တယ်။ဒါကြောင့်မို့လို့အစီပိုတွေကြောင့်ဖြစ်တဲ့ဒီချွေးပေါက်ပိုက်တာမျိုးတွေဝက်ချက်ဖြစ်တာမျိုးတွေလုံးဝမရှိတော့မှာနော်။ ပြီးတော့ကိုတောင်းလိုက်တဲ့မျက်နှာသက်ဆေးကလည်းမျက်နှာပေါ်မှာပူနေတဲ့အစီတွေကိုအမှတ်ဆိုင်ဆုံးဖြစ်သက်ရှင်ပေးနိုင်တာဖြစ်ပေါ်တော့လို့ရနော်တူနာကိုလည်းတောင်းပေးရမယ်တူနာတောင်းလိုက်တာကြောင့်အစီပြန်နာတွေကိုတက်တာစီမှာပါပြီးတော့မိုက်တက်မလင်းခင်မှာအရင်ဆုံးမော်ထရိုက်ဆာကိုလည်းသုံးနာပေးရမှာနော်။ဒါမှသာလျှင်ရေဓာတ်ရှိနေတဲ့အစီတွေကတော်ရုံမထွက်လာနိုင်မှာအစီကလေးတွေတိတ်မလောက်တော့ဘူးဆိုလို့ရှိရင် မျက်နှာအစီပြက်နေပေမဲ့လည်းမော်ထရိုက်ဆာသုံးပေးဖို့တော့လိုပါလိမ့်မယ်နော်ကိုရဲ့မျက်နှာကအစီပြက်တက်တက်မျက်နှာဆိုလို့ရှိရင်ဒီနီလန်းလေးတွေဆက်လောက်ကြမယ်နော်ရည်နွေးလေးကိုသုံးမယ်မျက်နှာကိုတပတ်စာတက်တက်လေးမှရည်နွေးလေးဆုပ်ပြီးတော့မျက်နှာကိုခပ်ခွားလေးဆွဲတုပ်ပြီးတော့အစီတွေတက်တာစေမှာပါပြီးလို့ရှိရင်ရည်နှွေးခံမပေးလို့လည်းရတယ်နော်မျက်နှာတိတ်တဲ့အခါကြလို့ရှိရင်အစီပြက်နာကိုတတ်စာစေတဲ့မျက်နှာသိသိမျိုးတွေနော်အဲ့ဒါကိုလည်းသုံးပေးရမှာဖြစ်ပါတယ် ပြီးတော့ရှိရင်ဆလဲတွေကိုဖိတ်ရှားပေးရမှာအသားရည်မျိုးစားဆိုလို့ရှိရင်ဒီတန်းကြော်သွားလို့မရဘူးเนาะအ ਨੇ ဆုံးတပတ်တစ်ကြိမ်နောက်တော့ဆလဲတွေကိုဖိတ်ရှားပေးရမှာဖြစ်မှာပဲဒါမှကျမဆိုပြတဲ့အသားရည်ကိုပိုင်ဆိုင်စေနိုင်မှာเนาะနောက်တစ်ခုကကြတော့သုံးနာကိုကြတော့မဖြစ်မနေသုံးပေးရမှာဖြစ်ပါတယ်เนาะအော်ကဟောကင်းပြီးတော့အမွှေးနှက်ကင်းတဲ့သုံးနာမျိုးကိုသုံးပေးရှားမှတာလေအဆင်ပြေစေနိုင်မှာဖြစ်ပါတယ်เนาะ ဒီမှာအစီပြန်လို့မော်တော်ဆာမတုံးဘူးဆိုပြီးတော့မထားလိုက်တဲ့ပါနဲ့နော် အစီပြန်တဲ့မျက်နှာကအစိုးတက်ကိုထိန်းဖို့မလို့ဘူးလို့မထင်ကြနဲ့နော်အပဲအသားရည်မဆိုဖြစ်ဖြစ်အသားရည်နဲ့လိုက်ဖက်မဲ့မော်တော်ဆိုင်လူပွေးဖို့လိုပါတယ်နော်နောက်တစ်ခုကကျတော့ဆန်ခရီမော်နော်အစီပြန်နာပို့ဆိုးသွားမယ်ဆိုပြီးတော့နေလောင်ခရီကိုမလူပဲနဲ့မနေနဲ့နော် အသားရည်ကိုထိခိုက်နိုင်တာကြောက်ပါဒါကြောင့်အစီပါဝင်မှုနည်းတဲ့နေလောင်ခရီကိုလည်းလူပွေးရပါမယ်နော် ပြီးတော့ရှိရင်မျက်နှာကိုလည်းတစ်ပတ်တစ်ချိန်နောက်တော့ပေါင်းတင်ပေးနော်တကယ်လို့ကိုကကိုရဲ့ mask မျိုးစားကိုကြတော့ကိုစင်ပြေနိုင်တဲ့ mask မျိုးစားကိုရွေးပေးဖို့လိုပါတယ်နော်တကယ်လို့ကိုကမျက်နှာအဆီပြတ်နေတဲ့မျိုးစားထဲမှာဆိုလို့ရှိရင်စိတ်ကြီးစီးမှုတွေကြီးနိုင်တယ်များကြီးအောင်နေမယ်အသီးရက်တွေများများစားမယ်ရေစောက်ဖို့လည်းမမေ့နဲ့အချို့တွေကိုလျှော့စားဖို့လည်းမမေ့နဲ့နော် ဒီအစ်စ်လေးတွေကိုတတိထားပြီးတော့လောက်ဆောင်ကြည့်မယ်ဆိုလို့ရှိရင်အစီပြန်လာကြောင်းအလှပကိုမထူးထိုင်းနိုင်အောင်လဲထိန်းထိန်းဆောက်ရှောက်ပေးဖို့လိုပါလိမ့်မယ်နော်။ကဲဒါဆိုလို့ရှိရင်အစီပြန်တဲ့အသားရည်တွေအကောင်းဆုံးဟိုမိတ်ကက်ကိုဘယ်လိုလဲရမလဲဘယ်လိုရွေးချယ်ရမလဲဆိုတာကိုအားလုံးသိပြီးလိုက်မယ်လို့ထင်ပါတယ်နော်။ကဲဒါဆိုလို့ရှိရင်ဝိရောအများအမြားဝိပေးနေတဲ့ channel လေးဖြစ်တဲ့အတွက်ကြောင့်နောက်ထပ် video ကို select issue နဲ့အောင်မြည်ပြီးနဲ့ subscribe လေးနှိပ်ပေးသွားဖို့မမေ့နဲ့နော်